လာပါရှင်။ထိုင်ကပြန်ရောက်လာတဲ့စစ်ကောင်စားဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာစီယုံရေးလုပ်ငန်းတွေစတိုက်လှုပ်ဆောင်နေပါတယ်။ငလျင်ဖြစ်ပြီး6ရက်အကြာမှာကုညီကယ်ဆယ်ရေးတွေကိုပြစ်ထားခဲ့ပြီးထိုင်းမှာအစီအဝေးတက်ခဲ့ပေမဲ့ပေါ့လေ။ထိုင်းကပြန်ရောက်အပြီး2ရက်အကြာမှာသူ့မိမကိုခေါ်ပြီးငလျင်တန်းကို အစိုးရဆုံးခန်းစားခဲ့ရတဲ့စကိုင်းနဲ့မန္တလေးဒေသတွေကိုတွားရောက်ခဲ့ပါတယ်။ထုံးစံအတိုင်းနင်ရောမရကပါဓပုံရိုက်စီယုံရေးလုပ်ငန်းတွေလှုပ်တော့တာပေါ့။ ဦးသက်ရွှေဦးခင်ညွန့်တို့ရဲ့နဝတနာအဖခေတ်ကလမ်းစဉ်ဟောင်းတွေကိုလိုက်တော်တာပါပဲသူတို့ထပ်ပို့ထူးခြားတာကလက်ရှိစစ်ကောင်းဆောင်နေမယားဟာဝေကောင်းဆလာတွေနဲ့စီယုံရေးဆင်းနေကြတာပါမြင်းကလေးအတန်ကြောင့်မိသားစုဝင်တွေဆွေမျိုးရင်းချတွေနဲ့ဝန်ထမ်းတွေဆုံရှုံခဲ့ရတယ်လို့ကိုယ်တိုင်လည်းထိခိုက်ဒဏ်ရာရထားကြတဲ့ပြည်သူတွေကိုမေးမြန်းနှစ်သိမ့်အားပေးရမယ့်နေရာမှာတံမိုးကြီးအဝတ်အစားတွေဝတ်ပြီးလာတာကတော့ကိုကြီးမစားတဲ့သဘောလို့ဆိုရမှာပါ ငလျင်ကြောင့်အိုးအိမ်တွေဆုံးရှုံးခဲ့ရသလိုအချိန်အခါမဟုတ်မိုးတက်လေပြင်းမှကြုံခဲ့ရတဲ့ပြည်သူတွေဟာနေထိုင်စားသောက်ရေးအတွက်စိတ်တော့ကဘလောက်ရောက်မယ်ဆိုတာတွေးကြည့်အောင်နဲ့တည်နိုင်ပါတယ်ဒီလိုအခြေအနေမှာဓာတ်ပုံရိုက်စီယုံရေးလာလောက်ကြတဲ့စီကောင်းဆောင်နေမယားရဲ့မျိုးလုံးတွေကိုကြည့်ရင်လဲတကယ်စာနာနားလဲပါတယ်ဆိုတဲ့အသည့်ကို မတွေ့ရပါဘူးဒါကြောင့်လည်းဒီလိုဝစ်စားစီရင်လာကြတာပေါ့လေအာနာရရှိရေးနဲ့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲအတွက်သာ ရည်ရွယ်ပြီးစီယုံရေးဆင်းတဲ့သဘောလဲပါတာကိုတမိုးကြီးအိတ်ကိုကင်ထားတဲ့စစ်ကောင်းဆောင်ရဲ့ဇနီးဒေါ်ကျကျူလာရဲ့မှတ်တမ်းဓာတ်ပုံကိုကြည့်ရင်ဒီလိုခံစားမှုကိုအပြည့်အဝရရှိနိုင်ပါတယ်စစ်ကောင်းစီဘက်ကထုတ်ပြန်တဲ့သူတို့ရဲ့ဓာတ်ပုံတွေမမြင်ရခင်တရက်ကတော့မျက်စီထဲမှာဆွဲကြံနေတဲ့ဓာတ်ပုံလေးတစ်ပုံရှိခဲ့ပါတယ်သူတို့လိုအာဏာလည်းမရှိ ပကတနာလည်းမရှိတဲ့အခြေခံလူဒန်းစားတယောက်ရဲ့ဓာတ်ပုံမှာအဲ့ဒီဓာတ်ပုံကတော့လမ်းမေးမှာဆိုင်ကယ်ဘေးရဲနဲ့ ရေခဲကြောင်ရောက်နေတဲ့သူရဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ရေခဲကြောင်တွေကိုဖော်ပုံးနေတဲ့တယ်လာတဲ့ရေခဲကြောင်ရောက်သူဟာငလျင်ကဲဆယ်ရေးတော့မဲ့ရင်နှန်းကိုညနေချင်းဆိုင်အတွေ့မှာတော့သူ့ဆိုင်ကယ်ကိုရက်လိုက်ပါတယ်။ပြီးတော့ကားတွေကိုတာပြီးသူ့ဖော်ပုံးထဲမှာပါလာတဲ့ရေခဲကြောင်တွေကိုကားတစ်စီးချင်းမှာပါလာတဲ့သူတွေကိုလိုက်ဝေပါတယ်။ဓာတ်ပုံအရာကြည့်ရင်အချိန်ကလည်းနေမွန်းတဲ့ချိန်ဒီပါမို့ပူအိုက်နေမဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီလိုရာသီဥတုမျိုးမှာရေခဲချောင်းဝေဖို့အတိရတဲ့ရေခဲချောင်းရောင်းသူရဲ့အတိစိတ်နဲ့ပကတနာမပါတဲ့စေတနာတွေကိုတတိထားမိတယ်လို့မျက်ရည်ဝဲလောက်အောင်လဲကြည်နူးပီတိဖြစ်မိပါတယ်။စောစောကစေကောင်းဆောင်လေမယားရဲ့ဝိကျေတန်းကျေဓာတ်ပုံရိုက်စီယုံရည်နဲ့ရှင်ကြည့်မိတဲ့အခါမှာတော့စေတနာဟာစီနဲ့ရည်မူးနဲ့မြည်လို့ကြွားချတာကိုတွေ့ရပါတယ်။နိုင်ငံတော်ကိုကဲတင်ရတာပါလို့ပြောတဲ့စေကောင်းဆောင်ရဲ့စေတနာမှန်သလားမှားသလားသိကြည့် အာနာသိန်းကာလအတွင်းသူတို့မိသားစုပိုင်ကုမ္ပဏီတွေရဲ့တင်ဒါရလုပ်ငန်းတွေနဲ့တိုးပွားလာတဲ့ပိုက်ဆိုင်မှုတွေကိုသာကြီးလို့ပြောရမှာပဲဖြစ်ပါတယ်။ဒါကိုတော့အမှန်မမြင်ပဲစစ်ကောင်စီကို ထောက်ခံနေကြအောင်မယ်ဆိုရင်တော့ကိုစိတ်နဲ့တန်တဲ့အစိုးရပဲရတယ်ဆိုတဲ့စကားအတိုင်းခံကြပြီအောင်လို့သာပြောရမှာပါ။စစ်ကောင်စီကိုတဘာဝဘေးကတော့မထောက်ခံတော့ပါဘူး။အာနာဒီအစိုးရလက်ထက်တဘာဝဘေးအချို့နဲ့ကြုံရင်မိုးဆိုးမှအာနာရလို့ မင်းစိုးမင်းညစ်မှုလို့ရွယ်ဆောင်ပြောလာကြတဲ့စစ်လော်ဘီတွေဟာမကြုံစဘူးဖြတ်အားပြင်းငလျင်ကိုစစ်တပ်အာဏာသိမ်းကာလမှာကြုံရတော့အတန်တွေပိတ်နေကြပြန်တာကိုလည်းတွေ့ရပါတယ်ရှင်။